တငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါ Animas Anime ကနေပြန်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်နဲ့ဆက်ပေးမယ့် Anime ကတော့ Solo Leveling ရဲ့ Season 2 Episode 10အထိပဲဖြစ်ပါရစေ။ပွဲစားတော့ကဲဘသူကပူတံပါလဲ။ရော့ကွာ။ရှယ်ဖြုတ်နေကဟဲ့အောင်ကြည်လို့ဟာ။မာတုံစော့ကနင်းလိုက်တယ်။ဒါပေမဲ့သူပဲရှုံးသွားခဲ့တယ်။လင်လည်းကန်ချက်တွေကိုရှောင်ရင်းနဲ့ပြစ်လိုက်ပေမဲ့သူလည်းရှုံးသွားခဲ့တယ်။ပြီးတော့ရုံးဟိုလည်းပြေးကုတ်တော့ရှောင်လိုက်ပြီးခက်ကုတ်တာကိုထွက်ပြေးနေတယ်။အဲ့မှာနှစ်ယောက်တယောက်ကျုံနေရပြီးချာဟဲင်းကတော့ရှယ်သမားနေခဲ့တယ်။ အဲ့မှာရုံးဟိုကိုကုဖို့သွားတော့နောက်ကနေပေါ်လာလို့ရှယ်ဒီပေးလိုက်တယ်ခူမာမိုတိုလည်းတင်းပြီးပြန်ကျုံနေလို့သူ့လူတွေတော့စဉ်းစားရမလားလို့ပြောကုန်ကြရတယ်ချိုင်အင်းကိုကန်လိုက်တော့ဂျင်ဟိုကကာပေးလိုက်ပြီးထက်ကျုံမှုလို့တော့ချုပ်လိုက်တယ်ဟဲ့ရှုံးနာကိုလက်ခံလားရုံးဟိုလည်းရှုံးပေးသွားပြီဟုတ်ရှုံးပေးပါတယ်ဂူတူလည်းသူကမိတ်ဆိုငါမတော်ဆန်းလိုက်တော့မယ်ဂျင်ဟူနင်းကိုဂူတူကဖိုင်ဝမ်းကျုံးကျင်လို့တဲ့သူကငါ့ကိုလာဆန်းနေတာပဲငါအစွမ်းနဲ့ဆန်းကြည့်အောင်မှာပဲ ဒီကောင်ကငါနဲ့ချရမှာကိုပြုံးနေတာလားသူကလက်ခံနေတဲ့စိတ်ဝင်စားစရာပဲကိုသူနဲ့ဂျင်ဝူရဲ့ဘွဲကတော့ရှယ်မိုက်ပြီပဲငါထင်တာတော့ဂျင်ဝူကပြန်လို့ထလာခနေကသူ့ရဲ့အစွမ်းတွေကစလိုက်တုံးနေတာပဲကိုသူကယူတဲ့တိုက်လိုက်လို့ကိုလူကလည်းနော်သူကမေ့ချ်တဲ့ဟာတပဲကိုသူလည်းပြေကျုံလိုက်တာရှောင်နေရပြီရီလိုက်လို့ရှယ်ထိုးနေကကြီးနေတဲ့သူတွေတောင်အံ့ဩနေကြတယ် ူကဂိုတုတ်ကိုဆန်းနေတာပဲဂိုတုလည်းရှဲထိုးနေပေမဲ့မထီရောက်လို့အကုံတုံးပြီးထိုးလိုက်တာထိသွားပေမဲ့ဂျင်ဦးကတားပြလိုက်တယ်ဘာရီလောနေတာလဲမင်းကငါ့ကိုလာပလေးနေတာလားဘာရီပြောနေလဲမသိဘူးငါတော့ပွဲကိုအမြန်မပြီးစေချင်ဘူးနှစ်ယောက်လုံးအတကုံကျုံးမပြင်လိုက်ကြပြီဟေးတားကြအောင်နော်မဟုတ်ရင်ပြဿနာကြီးတက်ကုန်မယ်နီယလုံးကိုဝင်တားလိုက်ကြပြီမင်းတော်တဲ့ချတိတ်ဂိုးတို့နဲ့ကြုံပြီးချစ်ရတခုပဲရတယ်ငါတို့အရေးထဲကိုအရေးစိတ်တွေကိုထည့်ထားလိုက်ပြီးဂိုးတို့လိုလည်းပြန်သွားကြပြီအုတ်ကြီးကျွန်တော်ဂျေယူကျိုးရဲ့အကြောင်းကိုပြောမလို့ ကိုတို့ကတော့သူ့လူစီကိုဂျင်ဝေအကြောင်းကိုလှမ်းမေးနေကဂျင်ဝူကဂျယူကျွန်းသွားမဲ့အထဲကိုမပါတာကိုတိလိုက်ရလို့ခောက်သွားခဲ့တယ်။အဲ့နာကိုခြိုင်နဲ့ယုံခွလို့လည်းတိသွားခဲ့ပြီးစစ်စင်ရေးကိုအောင်မြင်ရမယ်လို့ပြောလိုက်တယ်။ဂျင်ဝူလည်းအိမ်ပြန်ရောက်တော့သူ့မြေချက်တွေးတာတွေကိုစားရင်သူ့မိသားစုနဲ့မခွဲခြင်းလို့ဂျယူကျွန်းကိုမတော်တော့တာလို့တွေးနေခဲ့တယ်။ဂျယူကျွန်းထဲမှာတော့အစာမလောက်တော့လို့အချင်းချင်းစားနေရကငါတို့ဒီကျွန်းကနေလေရတော့မယ်။ငါတို့ရဲ့တိုင်းပြည်ကိုဥဆောင်ဖို့တန်မာတဲ့မျိုးဆက်ကိုလိုအပ်တယ်။အဲ့မှာပြည်စိတ်ပင်ကြီးမွေးလာခဲ့တယ်။ရှယ်ဒီလိုက်စမ်းပါငါသားရ။ နောက်နေ့ကျတော့ဂျေယူကျွန်းကိုစစ်သင်္ဘောတွေတွားနေကြပြီးဟန်တာတွေလက်တိုက်ခိုက်ဖို့ပြင်ထားကြရတယ်။ဒီနေ့အီရန်တွေကတော့မြို့ကိုစောင့်မှုကြံခဲ့ကြပြီးယွန်းဟိုလည်းဗျောင်းကုတ်ကဒရုန်းနဲ့လာပူပေါင်းလို့အန်အောနေကတခြားဟန်တာတွေလည်းတူလာလို့ဝတ်တာနေကြရတယ်။ဂျေယူကျွန်းတိုက်ပွဲအခြေအနေကိုတိုက်ရိုက်တင်ဆက်ဖို့အတွက်ကင်မရာမန်ပါလိုက်လာခဲ့တယ်။ကိုတို့လည်းသူ့လူတွေကိုကျုံးပေါ်မှာနေရာတခြားယူဖို့ညွှန်ကြားနေပြီးနေရာယူပြီးသွားတော့မက်ဂျစ်တွေအကုန်ထုတ်လိုက်ကြရတယ်။အမှပြဲစိတ်တွေလည်းအများကြီးထွက်လာပြီးတိုက်ခိုက်ဖို့လို့တော့ချွိုင်းလဲသူ့ရဲ့အစွမ်းနဲ့ပြီးခင်ပြီးလိုက်တယ်။ငါးပြန်လာပြီ။ ဲနောက်မှာတော့ကိုရီးယားဟန်တာတွေလည်းကျုံးမကိုဆင်းလိုက်ကြတယ်ဂျပန်ဟန်တာတွေကတော့သူတို့ရဲ့မက်ချင်နဲ့ပြဲစိတ်တွေကိုမျှတာတုံးခြွိုက်လဲအပေါက်ကူမီနဲ့ပိတ်လိုက်ကဂူတဲကအပေါက်တွေထဲမီနဲ့ပြစ်လိုက်ခြင်းနဲ့ဘယ်ကူထဲမှာ ပြင်မရှိလဲလို့ရှာလိုက်တယ်စစ်သင်္ဘောတွေကနေလှိုင်းတွေထုတ်လိုက်ပြီးဂျပန်ဟန်တာတွေလည်းရှက်တီးနေခဲ့တယ်ကိုရီးယားဟန်တာတွေကကူထဲမှာဥခွန်ကြီးကိုရှာတွေ့သွားတော့လန့်နေကြပြီးတာနာကလည်းပြည်စိတ်တွေနဲ့ဂျုံရင်တန်ရညာသွားလို့အခါဒီကိုကုခိုင်းတော့ဆ ्याम မလည်းဈေးစစ်နေတော့ခေါင်းပြုတ်သွားပြီးဆရာကြီးကိုခန်းစားမိလို့လန်သွားကြရတယ်တဖက်မှာတော့ဂျင်ဦးလည်းထုံးစံအတိုင်းဒေလီမရှင်တွေကိုလုံနေပြီးဂျုံကိုသွားတဲ့ဟန်တာတွေအကုန်လုံးကအယံကျန်ကြတော့သူမပါလဲအစင်ပြေမပါဆိုပြီးတွေးနေခဲ့တယ်အစုံနှစ်ချုပ်ပေးခဲ့ကြလို့တကယ်ဂျင်တို့အလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်